Thank you. မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ပြည်လမ်းစစ်ကွေးတာဆောင်တိုက်ပွဲမှာတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးဘဝင်တဲ့ဒုတိယပုံမှုကြီးစုံမျိုးဝင်းနဲ့စစ်အင်ဂျင်နီယာပုံမှုတအုပ်တို့တင်ဆောင်ပြီးမင်းလာမာတိုက်ပွဲများပြင်းထန်နေကစစ်တပ်ဘက်မှတင်ဆောင်မှုများတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘဂိုရိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းပင်စစ်ကွေးတာဆောင်တိုက်ပွဲမှာတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးဘဝင်တဲ့ဒုတိယပုံမှုကြီးစုံမျိုးဝင်းနဲ့ပုံမှုတအုပ်တင်ဆောင်သွားတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။ ဇွန်လ16ရက်နေ့ညနေ၄နာရီခန့်အချိန်မင်းလာမြို့နယ်အုတ်တွင်းရွာအနီးရှိအကျန်းဘက်စတန်ရဲစစ်ကွင်းတာဆောင်စစ်ဆေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းတာယာဝနီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင် DSTA အပတ်စဉ်ရှင်းနဲ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူး DSTA အပတ်စဉ်၁၇တို့တည်ဆုံသွားတယ်လို့စီးရီးသတင်းအရင်းမြစ်တွေကဆိုပါတယ်တိုက်ပွဲအတွင်းအကျန်းဘက်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်မျိုးဘက်ရှိမင်္ဂလာဆောင်မှပြန်လာတဲ့ပြည်သူ၃ဦးတည်ဆုံခဲ့ပြီး ရုံလောင်းများကိုလက်ရှိချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။တပြိုင်တည်းမင်းကညနေ၄နာရီခန့်ကျော်အချိန်မင်းလာမြို့နယ်အပိုင်ရှန်ကုန်ပြည်လဲနယ်ဘကိုးရုံမှကြားရှိနေရာနှစ်ခုမှာလည်းအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြမ်းဖက်စစ်တပ်ဘက်မှစစ်ကူစစ်ကြောင်းများပါရောက်ရှိလာတာကြောင့်တိုက်ပွဲများလက်ရှိချိန်ထိဖြစ်ပွားနေကြောင်းသိရပါတယ်။ အလားတူဇွန်လ18ရက်နေ့မနက်9နာရီခန့်ချိန်မင်းလာမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြံပတ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ရှမ်းတန်းပစ်ခတ်ခင်ရာဖာလီကွေးမြောက်စုရွာကိုကြားရောက်ပါခွဲခဲ့ပြီးအသက်80အရွယ်အငိမ့်စာကျောင်းဆရာမကြီးဒေါ်တင်ကြီးလက်နက်ကြီးကြီးထိမှန်ခဲ့ပြီးတေဆုံးခဲ့ကြောင်းတရွာနဲ့နေထိုင်သူမခင်တင်းကြီးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဒီကနေ့နေ့လယ်ပိုင်းမှာမင်းလာမျိုးနဲ့လက်ဆက်ရွာမှပြည်သူပိုင်ဖောကားကိုချောဆွဲပြီးတာလီရွာကိုလာရောက်တဲ့ပြူစောတီတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့ထပ်မံတိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်တိုက်ပွဲတွေကနေရာသုံးခုလောက်မှာဖြစ်နေတယ်ဒီကနေ့မနက်ပိုင်းလဲဆက်ဖြစ်နေတော့မယ့်အခုထိမပြီးသေးဘူးရန်ကုန်ပြည်လမ်းကိုလည်းပြည်သူတွေမတော်ကြဖို့ပြောကျင်နေစစ်ခွေးတွေကထိခိုက်ဒိဆုံးမှုတော်တော်များတယ်ဒိဆုံးနေတဲ့မှာပြူဟာမှုပါတယ်လို့တော့သိရပေမဲ့အတီးတော့မပြုတ်နိုင်သေးဘူးတေရာကစစ်ခွေးဘက်ကတော်တော်များတယ်တိုက်ပွဲတွင်းမှာပြည်သူတွေလည်းထိခိုက်ဒိဆုံးမှုရှိတယ် လက်ရှိမဲလာမြို့နယ်တိုက်ပွဲအခြေအနေတွေကြောင့်တင်ရက်တပင်အာထကအကြောင်းပါဝင်ကြောင်းတချို့ပါပိတ်လိုက်ပြီလို့ BDS စီးရီးသတင်းရင်းမြစ်တွေကရှင်းလင်းပြောဆိုပါရယ်ဘကိုတိုင်းတွင်မဲလာမြို့နယ်ရှိတိုက်ပွဲဖြစ်ပွားရာနေရာများစုမှာ PDF များစုမှုထားပြီးစစ်ကောင်စီတပ်ကမြို့နေရာကွက်ကွက်မှာသာတပ်ဆွဲထားနိုင်ကြောင်းဒေသခံပြည်သူတချို့ကပြောပါရယ်နောက်ထပ်တပုတ်အနေနဲ့စကိုင်းငလင်ကြောင်းပြိုကျခဲ့တဲ့မန္တလေးနမ်းမြို့ရုပ်ကိုပြန်ပြင်ပေးဖို့နဲ့မဲနုအုပ်ကြောင်းပါဝင်ရှီဟောင်းနေရာ28ခုကိုလေးလာဆန်းစစ်ပေးဖို့စစ်ကောင်စီကတရုတ်ကိုအကူအညီတောင်းနေကြောင်းတင်ဆက်ပြီးပါမယ် င်မြန်မာနိုင်ငံမှာမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့စကိုင်းငလင်းကြီးကြောင့်ပြုကျခဲ့တဲ့မန္တလေးနမ်းမြို့ယုံကိုပြုပြင်ပေးဖို့နဲ့တောင်တမန်ကျောက်တော်ကြီးမခရရွှေစည်းကုံမေနူးအုပ်ချောင်းပါဝင်ရှင်းဟောင်းနေရ28ခုကိုလည်းပြန်လည်ပြင်ဆင်လေ့လာဆန်းစစ်ပေးဖို့စစ်ကောင်စီလက်အောက်ခံရှင်းဟောင်းသူတေသနာနဲ့အမျိုးသားပြတိုင်းဦးစီးဌာနကတရုတ်နိုင်ငံကိုအကူအညီတောင်းလိုက်ပါတယ်စွန်လ16ရက်နေ့မန္တလေးမှာစစ်ကောင်စီလက်အောက်ကရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နဲ့အဖွဲ့က တရုတ်မှပညာရှင်တွေကိုတွေ့ဆုံပြီးငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးနယ်စခိုင်းမှာရှင်ဟောင်းအဆောက်အုံများနဲ့ပတ်သက်ပြီးအကူအညီတောင်းခံလိုက်တာဖြစ်ပါတယ်။မလ28ရက်နေ့ငလင်တန်းကြောင့်မန္တလေးနမ်းမြို့ရိုပြအိုးပြတ်သက်များနန်းတော်နယ်ရှင်ဟောင်းအဆောက်အုံများထိခိုက်ပျက်စီးခဲ့တဲ့အတွက်တရုတ်ပညာရှင်ဖွဲ့ကဝိုင်းဝန်းပူးပေါင်းကူညီထိန်းသိမ်းပေးစီလိုကြောင်းတရုတ်မြန်မာချစ်ကြည်အနေနဲ့မန္တလေးနမ်းမြို့ရိုပတ်လည်ဧရိယာရှိမြို့ဝင်ပေါင်းတရေပြည်တရေကိုပြအိုးပြတ်သက်မီတာအင်္ဂါအပြည့်စုံပါတဲ့တနင်္လာကိုပြုပြင်ပြီးဖို့စစ်ကောင်စီကတောင်းဆိုပါတယ်။ အပြင်ငလင်ကျောင်းပြစည်းသွားတဲ့တောင်တမန်ကျောက်တော်ကြီးမက္ခရာရွှေစည်းကုံမဲနုအောင်ကျောင်းမန္တလေးနမ်းမြို့ယုံကွင်းစင်းလီလာထားတဲ့အတွေ့အကြုံတွေကိုလူချင်းကျောင်းတံပိုးကြီးမပြီးအနုလက်ရာရှိတဲ့ရှီဟောင်းဆောင်တွေကိုပြတ်ပုံအတိုင်းထိမ့်သိမ့်ပြီးအနီးရကင်းအောင်နဲ့ထပ်မံပြိုကျခြင်းမရှိအောင်ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုအကြံဉာဏ်ပေးစီလိုကြောင်းတရုတ်ပညာရှင်တွေကလည်းလိုအပ်တဲ့အချက်လက်တွေကိုပေးပို့သွားမယ်လို့ဆိုပါတယ်တရုတ်ပညာရှင်အဖွဲ့ကဇွန်လ10ရက်နေ့မှာဇွန်လ17ရက်နေ့မန္တလေးမြို့ကိုလာရောက်ပြီးငလင်တန်းကျောင်းထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးဒေသအင်းဝမက္ခရာစကိုင်းအစ ဆာရှင်ရဲ့ရှင်းဟောင်းဆောင်29ရာကိုတွားရောက်လီလာကွင်းဆင်းခဲ့ကြောင်းမန္တလေးနမ်းမြို့ရို့ကိုလည်းထပ်မံလီလာမှာဖြစ်ပြီးအစီရင်ခံစာလည်းပေးပို့မယ်လို့ပြောဆိုကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ရေကြီးအမြောက်တပ်344တိုင်ပွဲမှာရက်တီပြည်သူစစ်တေပါရှေ့တန်းပို့ဆောင်နေပြီးတည်ဆုံမှုများပြားနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ ARR တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့မြောက်ဆန်းရွာအမြောက်တပ်344မှာတိုင်ပွဲပြင်းထန်နေပြီးအင်အားလိုအပ်ချက်ကြောင့်စစ်ကောင်စီကရက်ကွက်နဲ့ကျင်းရွာလုံးကျုံကြီးပြည်သူစစ်တွေကိုပါရှေ့တန်းပို့ဆောင်နေကြောင်းသိရပါရယ်။ရက်တိုစစ်တနံပြပြီးတနံစင်ထားတဲ့ရက်ကြီးလုံးကျုံကြီးပြည်သူစစ်တွေကိုအမတ344တိုင်ပွဲကိုပို့ဆောင်ထားတဲ့အတွက်တည်ဆုံမှုများပြားနေပြီးရေကြီးမြို့ပေါ်ကို လောင်းများပြန်လည်တည်ယူလာကြောင်းဒေသခံများထံမှသိရပါရယ်တေလာကစစ်မှုရန်ဥပဒေကြောင့်မဲပေါက်တဲ့စစ်သားမဟုတ်ဘူးပြည်သူစင်ရွာလုံးကျုံကြီးစုပြီးခေါ်သွားတာတင်းနန်း9ရက်ပဲတက်ခရရတယ်လာတကြိုတော့344နဲ့ဝေးတဲ့မြို့ပေါ်ကလူတွေတည်ရင်တကြိုတဲ့နေရာမှာလာတကြိုသွားတယ်လို့ရှေးကြီးမြို့ကန်တအုပ်ကသတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကအာမတ344တိုက်ပွဲမှာပြည်သူစစ်ရက်ကို9ရက်တင်းနန်းပြို့ပို့ဆောင်ခံထားရတဲ့ရှေးကြီးမြို့နယ်ရုံတုံးချင်းရွာအောက်စုမှာပြည်သူစစ်ကိုကြောမြင့်ရဲ့ခေါင်းကိုဒရုန်းပုံးထိမှန်ပြီး တည်ဆုံသွားကြောင်းသိရပါတယ်စစ်ကောင်စီကပြည်သူစစ်ကိုကြော်မြင့်နဲ့အခြားအလောင်းတွေကိုကားသုံးစီးနဲ့တင်ဆောင်လာပြီးတောင်နယ်တုတ်တံမှာဇွန်လ နေ့ရက်ပိုင်းကတကြိုခဲ့ကြောင်းသိရပါရဲစစ်ကောင်စီကရက်တို့ပြည်သူစစ်တနပ်ပင်ကခေါ်ဆောင်ခံရသူတွေကိုလည်းရှေးကြီးမြို့နီတုတ်တန်ထီတဲဆောင်ကအမိန့်ပြန်တမ်းများနဲ့လာရောက်တကြိုသွားခြင်းဖြစ်ကြောင်းသိရပါရဲစစ်သားတွေရောအရာရှိတွေပါရှုံးတုံးကြောင်းမှာနိုင်ရင်ပြည်ရဲ့တိနေသွားတယ်လို့ဒေသခံတွေကဆက်လက်ပြောကြပါရဲပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ညနေပိုင်းကအာမတ344မှာစစ်ကောင်စီနဲ့တော်လိုင်းပူပေါင်းတပ်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အထိနာပြီးကြုံပြောထိတက်ဆုတ်ပြီးမှုတွေရှိခဲ့ပါရဲ စစ်ကောင်စီကအာမတ344မကြစေဖို့ရည်ကြီးနဲ့ကြုံပြောခလာရ36တို့မှထုံထုံအင်အားတွေပြင်ရက်တိုစစ်တနံပေးပြည်သူစစ်များနဲ့စစ်မှုရန်တနန်းစစ်တွေကိုစစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့အင်ယာရီတိုင်းရေနတာစစ်စေးဂိတ်မှာစစ်ကောင်စီကအင်အားလုံးရင်းနဲ့ခန့်စစ်ပြင်ဆင်နေကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းရေကြီးမြို့နယ်ရေနတာစစ်စေးဂိတ်မှာစစ်ကောင်စီကအင်အားလုံးရင်းနဲ့ခန့်စစ်ပြင်ဆင်မှုတွေရှိနေကြောင်းသိရပါရယ်။စစ်ကောင်စီအင်အားပြည့်စစ်ရင်တပ်ဆက်နေစင်းကပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မနက်ပိုင်းကအတုံးမြို့ကိုဖျက်ပြီးငတိုင်းချောင်းမြို့အနီး စစ်ရင်တန်းများဝင်ရောက်သွားကြောင်းဒေသခံတွေစီမသိရပါတယ်အမြောက်တက်ကြပြီးကွာဘက်ကနေပါအေးတပ်ဖွဲ့တွေဝင်လာမှဆိုးတဲ့အတွက်ရင်းနသာဆစ်စင်းခိတ်ကိုအင်အားလုံးရင်ပို့ပြီးခန့်ဆက်ပြင်းနေတယ်အမြောက်တက်တွေကိုလည်းလူအင်အားတွေထပ်ပို့နေတာရှိတယ်လေးချောင်းပစ်ကူလည်းတောက်လျှောက်ပေးနေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့စွန်လ12ရက်ကလည်းရှေးကြီးအမြောက်တက်အမတ်344မှာနေပြီးလက်နက်ကြီးငယ်များကျုံပေါ်ကိုအရေးပေါ်ရွှေ့ဆိုင်ပြီးရင်နောက်ရင်းနသာဆစ်စင်းခိတ်မှာပါခန့်ဆက်ပြုလုပ်လာခြင်းဖြစ်ပါတယ် အမြောက်တပ်344ကိုကာကွယ်ဖို့ကြုံပြော်မှစစ်ကူအင်အားများပို့ဆောင်နေပြီးလက်နက်ခဲယံတယူပို့ဆောင်နေမှုများလည်းရှိကြောင်းသိရပါတယ်။မတိုင်းချောင်းနဲ့ရခိုင်ကွာလမ်းပေါ်ရှိအမြောက်တပ်344တဝိုက်စစ်ကူလာတဲ့စစ်ကြောင်းနဲ့တော်လိုင်းတပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရင်းနသာဂိတ်ကိုပါမနေ့ကလုံချုံအင်အားတိုးမြင့်လိုက်တယ်လို့သိရပါတယ်။စစ်ကောင်စီကအမြောက်တပ်နီးမှလေကြောင်း drone နဲ့စက်တက်လေဒီများသုံးပြီးပုံကျဲတိုက်ခိုက်နေပြီးမြေပြင်စစ်ကူများပါပြန်လည်ပို့ဆောင်နေတဲ့အတွက်တော်လိုင်းတပ်တွေရဲ့ထိုးစစ်ကအဆုတ်အတက်ရှိကြောင်းသိရ ပါတယ်။ကြုံပြော်မှနေပြီးအမြောက်တက်344နဲ့ရှင်းနေတာစစ်စေးဂိတ်ကိုစစ်အင်အားဖြည့်ဖို့အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့တွေကစစ်မှုထမ်းတပ်သားတွေစုဆောင်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။ဒါအပြင်ရတူတင်နန်းပြပြီးစစ်တင်နန်းဆင်ထားတဲ့ဖြီသူစစ်တွေနဲ့စစ်မှုထမ်းဥပဒေနဲ့တင်နန်းဆင်ထားတဲ့တင်နန်းသားတွေကိုပါရှင်းနေတာဂိတ်ကိုပို့ဆောင်မှုတွေရှိနေကြောင်းဒေသတွင်တည်င်းအရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီကရှင်းနေတာစစ်စေးဂိတ်ဖြတ်တန်းခွင့်ကိုအထူးချမှတ်ထားပြီးအခြေခံစားတောက်ကုန်တင်ယူခွင့်ကိုပါတင်းကျပ်ထားက73စ ီတန်ယူခွင့်ကိုလုံးဝမပြုကြောင်းသိရပါဗျ။စစ်ကောင်စီနဲ့ဂျင်းရွာအုပ်ချုပ်ရေးမှုတွေပူးပေါင်းပြီးအခြေခံစားတောက်ကုန်တန်ယူခွင့်ကို၎င်းတို့ထောက်ခံစာဖြင့်တန်ယူပြတ်တန်းခွင့်ပြုပြီးစားတောက်ကုန်တွေကိုအရခတ်တက်တော်၏ထံရောက်ရှိသွားမှာကိုဆိုရင်ပြီးဒေသခံတွေကိုတားမြစ်ပိတ်ပင်မှုတွေပြုလုပ်နေကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။